ဂျပန်နိုင်ငံမှာဆူနာမီငလျင်တန်းခံနိုင်အောင်အဆောက်အဦတွေဘယ်လိုစောင့်လုပ်ကြလဲဂျပန်နိုင်ငံဟာငလျင်ရဲ့အားပြင်းတဲ့တုန်ခေါမှုတွေကိုခံနိုင်ရရှိအောင်အဆောက်အုံတွေကိုတည်ဆောက်နိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်ဒါဟာဆယ်စုနှစ်ပေါင်းများစွာသူတည်တနာပြုလုပ်ပြီးရရှိလာတဲ့အောင်မြင်မှုတွေ၊ဒီထွင်ဆန်းသိမှုတွေနဲ့ငလျင်လှုံရှားမှုပေါ်နဲ့ဆိုင်စွာနားလည်ထားလို့ပါပဲ။ Pacific Million ကျိုးဝိုင်းပေါ်မှာတည်ရှိနေတဲ့အတွက်ငလျင်နံကိုလွယ်တကူခံရနိုင်တဲ့အခြေအနေမှာရှိတဲ့ဂျပန်နိုင်ငံဟာ ဘေကင်းလုံးကျော်ရင်နဲ့ခန္ဓာရည်ရှိမှုကိုဦးစားပေးတဲ့အင်ဂျင်နီယာဆိုင်ရာဖြစ်ရှင်းနည်းတွေကိုအမြဲတမ်းရှာဖွေနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့တို့နိုင်ငံမှာငလျင်လှုပ်တဲ့အခါမှာငလျင်တံကိုအတော်လေးခံနိုင်တာဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ငလျင်တံကိုခံနိုင်တဲ့အဆောက်အုံဆောက်လုပ်ရေးရဲ့အဓိကခြောက်ကတော့အဆောက်အုံဆိုင်ရာစံချိန်စံညွန်းဥပဒေလို့ခေါ်တဲ့တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေကြောင့်ပါ။ဒီစီမင်းစည်းကမ်းတွေကိုအတိအကျလိုက်နာရပြီးပုံမှန်လေးပြန်လည်သုံးသပ်ပြင်ဆင်လေးရှိပါတယ်။ဂျပန်နိုင်ငံကအဆောက်အုံတွေဟာရိုးရိုးရှင်းရှင်းနဲ့အားကောင်းအောင်လုပ်ထားရုံနဲ့မဟုတ်ပါဘူး။ ဂျပန်အင်ဂျင်နီယာတွေကငလျင်လုပ်တဲ့အခါမှာမာကျောမှုကအားနည်းချက်ဖြစ်တယ်ဆိုတာကိုကောင်းကောင်းကြီးနားလည်ထားကြပါရည်။အဲဒါကြောင့်သူတို့ကအဆောက်အဦတွေကိုမာကျောအောင်လုပ်မဲ့အစားမြေပြင်လှုပ်ရှားမှုနဲ့အတူနိုင်နိုင်မြင့်နိုင်ရိမ့်နိုင်ပြီးပျော့ပြောင်းတဲ့လိုင်လျောညီထွေဖြစ်အောင်တည်ဆောက်ဖို့အတွက်အာရုံစိုက်ခဲ့ကြပါရည်။အဲဒီလိုဆောက်လုပ်နည်းကိုတော့သူတို့ကမန်ရှင်လို့ဒါမှမဟုတ်ငလျင်ကာကွယ်စနစ်ဆိုပြီးခေါ်ဆိုကြတာဖြစ်ပါရည်။အဲဒီငလျင်ကာကွယ်စနစ်ဆိုတာကအစင်းမြင့်အောက်ခံကာကွယ်စနစ်တွေကိုအသုံးပြုပြီးအစအဝင်အောက်ခံကိုမြေပြင်နဲ့ခွဲထုတ်ထားတာလို့ဆိုလိုပါရည်။ ဒီစနစ်ဒီမှာအများအဖြစ် short circuit ကြိယာတွေအဖြစ်လှုပ်ဆောင်နေအလွာလိုက်ရာဘာတို့အေယာမာကြီးတွေနဲ့ငလျင်လိုင်းတွေရဲ့စွမ်းဆောင်ရည်ကိုရော့ပါစေတဲ့ခဲဆွဲကျူးတွေပါဝင်တယ်လို့သိရပါတယ်။ဒီစနစ်ကအဆောက်အုံကိုမြေပြင်နဲ့တီးခြားလှုပ်ရှားစေပြီးငလျင်အားကိုအဆောက်အုံစီကိုလွှဲပြောင်းတာတည်တည်တသာကြီးလျော့နေစေမှာပါ။ရက်စီးမှုကိုအနည်းဆုံးဖြောင်းလှုပ်ဆောင်ပေးတယ်လို့လည်းသိရပါတယ်။ platform ပေါ်မှာအဆောက်အုံတစ်ခုတည်ဆောက်ထားပြီးမြေပြင်လှုပ်ရှားမှုကိုအောက်မှာဖြစ်စေကအဆောက်အုံကိုယ်တိုင်ကတည်ငြိမ်နေအောင်လှုပ်ဆောင်ပေးတယ်လို့ပဲပရိသတ်ကြီးတို့အလွယ်တကူမှတ်ယူလို့ရပါတယ်။ ငလျင်ကာကွယ်စနစ်ကိုအထောက်အကူဖြစ်စေတာကတော့စေရှင်းဒါမှမဟုတ်ငလျင်ဒုက္ခမှုရောပါစေတဲ့ဤပညာပါဒုက္ခမှုရောပါစေတဲ့စနစ်တွေကိုအဆောက်အအုံရဲ့တည်ဆောက်မှုပုံစံပေါင်းထဲမှာထည့်သွင်းထားပြီးငလျင်စွဲရင်ကိုဆောက်ယူပြီးရောပါသွားစေတဲ့အပြင်အတွင်မှရှော့ဆုပ်ကိရိယာတွေကလည်းဒီရာကိုလက်တွေ့ကြအောင်လုပ်ဆောင်ပေးပါတယ်ဒီစနစ်မှာလှုပ်ရှားမှုတွေကိုပို့ပြီးတော့ပုံပေါ်ပါပါလှုပ်ဆောင်နိုင်ဖို့အတွက်ဟိုက်ဒရိုလစ်အရေးကိုအသုံးပြုတဲ့ဆီလီဘာရီနဲ့အဆောက်အအုံရဲ့ရိမ့်နှိမ့်မှုကိုတံပြန်မှုလေးလံတဲ့အလေးချိန်တွေကိုအသုံးပြုထားတဲ့ဘန်ဒူလန်ချိန်သီးနီးစနစ်သုံးတဲ့နည်းပညာတွေလည်းပါဝင်နေပါတယ် ီကိရိယာတွေဟာငလျင်ကြောင်းဖြစ်ပေါ်လာတဲ့တုံ့ခေါင်းမှုတွေကိုထိရောက်စွာရောပါစေပြီးအလွန်ကျွလုံရှားမှုနဲ့တိဆောက်ပုံပြည့်စည်မှုကိုကာကွယ်ပေးစေပါရည်။ကာကွယ်မှုစနစ်နဲ့တုံ့ခေါင်းမှုရောပါစေတဲ့စနစ်တွေအပြင်ဂျပန်ဆောက်လုပ်ရေးဟာအားဖြင့်တိဆောက်ပုံတွေဒါမှမဟုတ်တိုင်ရှင်းကိုလည်းအသုံးပြုကြပါရည်။ဒီနည်းပညာမှာတော့အဆောက်အုံတွေကိုပို့ပြီးတော့ခန္ဓာရည်ရှိပြီးမာကျောတဲ့အယိုးစုစနစ်ပုံစံနဲ့တံမဏိစစ်စစ်နဲ့ဆောက်လုပ်တာကိုဆိုလိုပါရည်။ဒီပစ္စည်းတွေကဒီငိမ်မှုကိုပုံမပေးပြီးငလျင်နဲ့ခံရရင်တော့မှအဆောက်အုံကိုပြိုကျမသွားပဲတောင်းခံနေအောင်ကာဝယ်ပေးနေပါရည်။ ဒါပြင်ဂျပန်ရဲ့စောက်လုပ်ရေးလုပ်ငန်းဟာငလီယန်နံကိုပုံမှုခံနိုင်ရရှိအောင်လို့အစင်းမြင့်ပြည်စီရီနဲ့စမ်းသစ်တဲ့ဒီဇိုင်းတွေကိုအသုံးပြုပြီးအမြဲတမ်းတိုးတက်ပြောင်းလဲနေပါတယ်။နောက်ထပ်နည်းစနစ်တစ်ခုအနေနဲ့ကွေးညွတ်နိုင်ပြီးမကြိုးပြတ်ဖဲပုံပြနိုင်တဲ့ပျော်ပြောင်းတဲ့တမဏီတီစောက်ပုံတွေကိုလည်းနောက်ပိုင်းမှာပုံမှုအသုံးပြုလာပါတယ်။ဒီစနစ်ကတော့အဆောက်အုံရဲ့အလေးချိန်နဲ့အီနာရှာကိုရှော့ရှာပေးတဲ့ပေါ်ပါတဲ့အဆောက်အုံဆောင်နီးနည်းစနစ်လို့လည်းခေါ်ဆိုကြပါတယ်။